ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မဘုဆက်ဘစ်ကမားကလေးလည်းနေမကောင်းလို့စိတ်ကိုနေရတာလာမပြောနဲ့နင်တို့ဟာဒီထားလေလာမပြောငါတို့အုံတော်ထဲမှာလာရရှိဘူးငါဆက်ရပစ္စည်းခိုးရတယ်မှာလာပြန်လို့ခြင်းနေတာပဲဆက်မကြည့်ဘူးထဲလေထဲထဲမှာဟေးလောက်ပါနေလို့ငါရင်သွေးမှုနဲ့လာပြီးတော့ဖိုင်ခြင်းမှာငါတို့ဆက်တယ်လောက်လောက်ရကျွန်မဆက်မှာအဲ့ခန်းတော့ခက်လာ you get ကြိုးလာရရင်တို့ ပြမယ်ကျိုးနေရကျိုးနေရအမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဖ ೇನೆ ကို့ဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ကြက်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟော နောက်တစ်ခါပုံမှန်3နှစ်6ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြု၍ဒဏ်ရာရအောင်ပြုလုပ်ခြင်းနဲ့အများဆုံးထောင်ဒဏ်10နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါတယ်တဲ့ဟောသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ဖြစ်ရမျိုးဖြစ်သွားပါတယ်ဘာမှမဖြစ်ရဘာမှမဖြစ်ပေမယ့်နောက်လေတက်ကြွနေသူတွေနဲ့ဂျားရီကနေမခံနိုင်တဲ့သူတွေကစတဲ့ပြင်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီအာတွေနဲ့ဆွဲပြီးတော့မှတရားဆဲဆိုရဲဆိုလို့ရှိရင်ကိုကနင့်လဲနင့်လာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနင့်လာမှုတွေဖြစ်နေ လိုင်းတရာမှာပစ္စည်းခိုးတယ်လို့ဆွဆွဲခံရပြီးဓာတ်တိုင်မှာကျိုးနဲ့ချီခံခဲ့ရသူအမျိုးသမီးနဲ့ကလေးငယ်ဖြစ်စဉ်နဲ့ပတ်သက်ပြီးဒေါ်အေမွန်တင်းပြောလာသည်မို့အဆုံးထိနားဆင်ဝေဖန်တုံးသက်ပေးသွားကြပါဦးခင်ဗျာ။ကဲဒီအတွက် Facebook မှာပေါ့ issue လေးပေါ့နော်။ကျွန်တော်တို့ကလေးလေးနဲ့ဆိုင်မှာပစ္စည်းဝင်ခိုးတဲ့ကကြတော့ဆိုင်ရှင်ကနေပြီးတော့မှကျိုးတုပ်ပြီးတော့မှရိုက်တဲ့ video file ကိုတက်လာတဲ့ကကြတော့ ော်ဆိုင်ရှင်ဘက်ကိုပြောတဲ့သူတွေလည်းရှိတယ်။အဲဒီနင်းနာကလေးနေပေါ့လေကလေးကလေးနေဒီခိုးတဲ့သူဘက်ကနေပြီးတော့မှအာကိုမဲ့သူတွေလည်းရှိတယ်ပေါ့နော်။ဆိုတော့ဒီလိုမျိုးလေးတွေ့ရတယ်ပေါ့။အဲ့တော့ကျွန်တော်ကတော့ဒီအဲ့တော့လည်းနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောပေါ့နော်။ကလေးဘက်ရဲ့ဆိုင်ရှင်ဘက်ရဲ့တခွေနှစ်ဖွဲတစ်ခါဖြစ်ကြပြန်ရောတခုကလည်းတချို့ကလည်းတခုအားပေးတယ်ပေါ့။တချို့ကလည်းအဲဆိုင်ရှင်ကိုစိုးတယ်ပေါ့နော်။ဒီလိုမျိုးလေးတွေဖြစ်တာပေါ့။ ဲ့သဘောထားကွဲလွဲလို့ရပါတယ်။အဲ့တော့ကျွန်တော်ကတော့ဘာပြောချင်လဲဆိုတော့ရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်နော်။ဒီဘယ်သူမှန်တယ်ဘယ်သူမှားတယ်ဆိုတာထက်ကျွန်တော်နောက်ထပ်ရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်။ဘာဖြစ်လို့လဲကျွန်တော်တို့တွေကကိစ္စရဲ့တစ်ခုမှာအာသူ့အလွန်ကိုအမှားမဖြစ်ရအောင်လို့ပြီးတော့ကျွန်တော်ရှုထောင့်မျိုးတစ်ခုကနေပြောချင်တယ်နော်။ဘာဖြစ်လို့ဥပဒေကြောင်းအရာလေးတွေတည်ထားဖို့လိုတယ်။ဒါမှသာမင်းကျွန်တော်တို့ကဆောင်းရမ်းရှောင်းရမ်း လေးလေးကိုတင်နိုင်မယ်ပေါ့နော်အဲ့တော့ဘာဖြစ်လို့ကျမဒီလိုပြောလဲဆိုတော့နင်းဆရာမကြီးလောက်တာလားလို့လည်းပြောကြအောင်မယ်ပြောလဲပြောပဲဘာဖြစ်လို့လဲဆိုတော့အမတိလို့ဒါရဲ့ဒီလိုကိစ္စမျိုးဖြစ်တာပေါ့နော်တိရဲဆိုရင်ဒီလိုကိစ္စမျိုးမဖြစ်ဘူးပေါ့အခုမတိနိုင်လို့ဒါရဲ့ဒီလိုကိစ္စမျိုးဖြစ်တာဖြစ်တဲ့အတွက်ကြောင့်မလို့ဆရာမကြီးလောက်တယ်ဆိုလို့ဆရာမကြီးလောက်တယ်လို့ဒါမှတ်လိုက်ပါเนาะအဲ့တော့ကျမတို့ကအဲမြမပြီမှာပြဋ္ဌာန်းထားတဲ့ပြမှုဆိုင်ရာဥပဒေပုံမှန်လေးဒါလေးလေးလေးရနေပြီးတော့ဒါနဲ့သက်ဆိုင်တဲ့ဥပဒေပုံမှန်လေးကိုသိဖို့လိုတာပေါ့နော်ကျမတို့တွေဒီလိုမျိုးတွေဖြစ်စဉ်ဖြစ်ရပြီးဖြစ်လို့ရှိရင်ကိုယ်တိုင်အဖမ်းပြုလုပ်ခြင်းပေါ့နော်အဲ့တော့ပြမှုကျွလို့နေသူတူတူတဲ့ပြမှုဆ ဆိုင်ရာဥပဒေပုံမှန်59 60ကြီးရအနည်းနာမှရှိတဲ့သူကဖမ်းလို့ရပါလေတဲ့နော်ဆိုတော့ဖမ်းလို့ရတယ်ဟိုခိုးတယ်ခပိုင်းလိုက်တယ်စတဲ့ဖြစ်မှာကျွန်တော်တို့ကဖမ်းလို့ရတယ်ဖမ်းပုံမှန်တွေတော့ရှုပ်သွားမှာတော့မသိဘူးနော်ပြောလို့ရှိရင်ကျွန်မနည်းနည်းလေးနားလည်လွယ်အောင်ပဲပြောလိုက်တာပေါ့အဲ့တော့ဖမ်းလို့ရပါလေတဲ့ဒါပေမဲ့ဖမ်းပြီးတဲ့နောက်မှာတော့ကိုယ်တိုင်စီရင်ပိုင်ခွင့်မရှိဘူးနော်ကိုယ်တိုင် ကျွန်တော်တို့ကဒီလိုဆုံးမတာတို့ကိုတိုင်းရိုက်နှက်တာတို့စသဖြင့်ပေါ့နော်ဒီလိုမျိုးကိုတိုင်းစီရင်ပိုင်ခွင့်မရှိဘဲနဲ့ကိုကိုတိုင်းအမှုကိုဆက်မသွားဘဲနဲ့အမြန်ဆုံးရဲထံကိုလွှဲအပ်ရပါမယ်တဲ့ရဲစီကိုမအပ်ဘဲနဲ့ကိုဟာကိုဆက်ပြီးတော့မှထိမ့်သိမ်းထားတယ်ဆိုလို့ရှိရင်တဲ့အမှန်မဲ့အဖမ်းလို့ဖြစ်ပြီးတော့မှတဲ့ပြစ်မှုအဖြစ်ယူဆနိုင်ပါလေတဲ့ဟောကိုကကိုကနှစ်နာသူဖမ်းလိုက်တယ်ခုနကလိုမျိုးပေါ့ဟိုသက်ဆိုင်ရာကိုမအပ်ဘဲနဲ့ ကိုကဖမ်းထားပြီးတော့မှအဲဆက်ပြီးတော့မှကိုကစီရင်မယ်ဆိုလို့ရှိရင်တဲ့ကိုကဆက်ပြီးတော့မှထိမ့်သိမ်းထားမယ်ဆိုလို့ရှိရင်အမှန်မဲ့အဖမ်းဆိုပြီးတော့မှဖြစ်ပြီးတော့မှတဲ့ဒါမီဆုံးပါလေနော်နောက်တစ်ခါကိုတိုင်းရိုက်နှက်ချင်းဆုံးပါတော့ပေါ့တခိုးပဲဖြစ်ဖြစ်ခပိုင်းနိုင်ပဲဖြစ်ဖြစ်ကျမတို့ညာကိုကိုဟာကိုတခိုးမီလို့ဆိုရိုက်ချလိုက်မယ်ခပိုင်းနိုင်မီလို့ဆိုရိုက်ချလိုက်မယ်ဆိုရင်တဲ့ပြည့်မှုဆိုင်ရာဥပဒေပုံမှားတဲ့3နှစ်3 3နှစ်5 3နှစ်6တို့ရဲ့အောက်မှာပြစ်ခံရှိပါလေတဲ့ သုံးနှစ်သုံးကပါမန်ရိုက်နေချင်းနဲ့နော်ထောင်တန်နဲ့ငွေတန်းနဲ့နော်ဓာငွေတဲ့သုံးနှစ်ကထိခိုက်ဒဏ်ရာကြည့်အောင်ရိုက်နေချင်းနဲ့အများဆုံးထောင်ခွနှစ်နဲ့ဓာငွေတဲ့နော်နောက်တစ်ခါပုံမှသုံးနှစ်၆ကအန်ဒီယန်ရှိတဲ့လက်နက်ကိုအသုံးပြုပြီးဒဏ်ရာရအောင်ပြုလုပ်ချင်းနဲ့အများဆုံးထောင်တန်၁၀နှစ်နဲ့အချို့အမှုတွေမှာတည်တံအထိရှိနိုင်ပါလေတဲ့ဟောကဲ နော်ဒါလေးတွေသိဖို့လိုအပ်တယ်ကျမတို့ကနင့်လာတဲ့သူနော်အခိုးခံရတဲ့သူဒါပေမဲ့စိတ်လိုက်မှန်မှာအရိုက်နှက်လိုက်မယ်စိတ်လိုက်မှန်မှာအရကျမတို့တွေကအာလှုပ်လိုက်မယ်ဆိုလို့ရှိလို့ရှိရင်ကိုကနင့်လာလို့အာဖြစ်ပေမဲ့ကိုကလှုပ်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့ ိုကကိုသူကခိုးတာတက်တက်ကိုကလှုပ်တာတက်တက်ဒီလိုဖြစ်သွားမယ်ဒါလေးတွေသိဖို့လိုတယ်နော်အဲ့တော့နောက်တစ်ခါနံပါတ်3ကဗီဒီယိုရိုက်ထုတ်ခြင်းနဲ့လူသိအောင်ခေါ်ပြခြင်းနဲ့တခိုးဖြစ်သူကိုဖြစ်စင်းနဲ့ကပိုင်းလိုက်ကိုပဲဖြစ်စေစသဖြင့်ဗီဒီယိုရိုက်ပြီးတော့မှနဲ့လူတိလူသိအောင်တင်ခြင်းဆိုတာလေတဲ့ပြစ်မှုဆိုင်ရာဥပဒေပုံမှန်900နဲ့ နော်ပုံမှန်66ဂါကြီးအောင်မှာပြင်မှုဖြစ်နိုင်ပါလေတဲ့နော်ဆိုတော့ပုံမှန်900ဆိုတာကတဲ့အခြားသူကိုညစ်ပတ်အောင်ပြုလုပ်ခြင်းတဲ့အများဆုံးထောင်ဒဏ်2နှစ်နဲ့ဒဏ်ဝင်တဲ့နော်66ဂါကြီးကတော့ online မှာတစိညစ်ပတ်အောင်ပြုလုပ်ခြင်းအများဆုံးထောင်ဒဏ်3နှစ်နဲ့ဒဏ်ဝင်တဲ့ကဲနော်ဆိုတော့အဲဒါလေးတွေကိုသိဖို့လိုတာပေါ့နော်ဒါလေးတွေကိုသိဖို့လိုတာပေါ့အဲ့တော့ဟိုဘယ်လိုခေါ်မလဲခိုးတယ်အရိုက်ခံရတယ် တခိုးကအရိုက်ခံရတယ်ဆိုအဲ့တခိုးသုံးမဟုတ်တခိုးရဲ့မိသားစုဝင်တွေကသူ့ကိုရိုက်တဲ့သူကိုပြန်ပြီးတော့မာတယ်တရားစွဲဆိုနိုင်ပါလေကဲเนาะအဲ့တော့ပုံမှန်ဥပဒေတရားဟိုမှာ ခုနှစ်နှစ်တရောသုံးနှစ်တရောဟုတ်တယ်နော်ကျွန်မခုနပြောသလိုတက်တက်တကြုံနေထီအောင်ပါတယ်အဲ့တော့ကျွန်မတို့တွေကအတခါတနေ့ကျရင်ဥပဒေနဲ့ကနည်းနည်းလေးကျွန်မတို့တွေကလန်လန်းမမီကြဘူးဝေးကြတယ်ပေါ့အဲ့တော့ကျွန်မတို့ကသခိုးမိတယ်ခိုးရမလားဆိုရိုက်ကြတယ်ခပိုင်းနိုင်မိတယ်နှိုက်ရပါမလားဆိုပြီးကျွန်မတို့ကရိုက်နှက်လိုက်ကြတယ်ပေါ့နော်အဲဆိုတော့ဥပကတော့သခိုးတို့ခပိုင်းနိုင်တို့ဆိုတာမူလနေကအားနေနေသူဖြစ်တဲ့အတွက်ကြောင့်မို့တို့ကတော့ပြန်ပြီးတော့မှဒီဥပဒေအကြောင်းတွေမသိတာဖြစ်တဲ့အတွက်ကြောင့်မလို့အဲကျွန်မတို့ဒီလိုနဲ့ပဲခံနေရတာနှစ်ပေါင်းများစွာပေါ့နော်ဒါပေမဲ့ ဟိုအခုခေတ်ကကြတော့ social media ခေတ်မှာအကုန်လုံးပွင့်လန်းလာတဲ့ social media မှာ video တင်လိုက်တယ်ဆိုရင်လူပေါင်းစုံစင်တန်းပေါင်းစုံအလွာပေါင်းစုံပညာစင်တန်းပေါင်းစုံစတဲ့ဖြင့်ဒီလိုလူတွေရဲ့တုံးသက်ချက်တွေနဲ့ဖြစ်လာတယ်ဆိုလို့ရှိရင်ကိုကသူ့အလွန်ကိုအမားဖြစ်သွားမှာဆိုလို့ကျွန်တော်တို့တွေကဒါအခုဒီဖြစ်စဉ်ဖြစ်ရလေးကိုနမူနာယူပြီးတော့မှအခုဆိုရင်ဒါ sanction ကတော့ဒါမူလပထမကသူကနစ်နာသူပေါ့နော်သူ့ကိုသူ့ပစ္စည်းခိုးခံတာကသူကနစ်နာသူနစ်နာသူကနေမှသူကဖမ်းဆီးလိုက်တယ်ဒီအထိလက်ခံလို့ရတယ်ဒီအထိလဲသူဒီနစ်နာသူပဲဒါပေမဲ့အဲ့ဒီကနေတစ်ဆင့်မှသူ့ဟာသူစီရင်လိုက်တာဖြစ်တဲ့အတွက်ကြောင့်မလို့သူ့အလွန်ကိုအမားဖြစ်တဲ့ ြစ်ရမျိုးဖြစ်သွားပါတယ်။ဘာမှမဖြစ်ရင်ဘာမှမဖြစ်ပေမဲ့နားလေတက်ကြွတဲ့သူတွေနဲ့ဈားတွေကနေမခံနိုင်တဲ့သူတွေကစတဲ့ပြင်ဝင်ပြီးတော့မှအာခုနလိုပေါ့ဒီယာတွေနဲ့ဆွဲပြီးတော့မှဒီယာဆွဲဆိုရဆိုလို့ရှိရင်ကိုကနှင်းလဲနှင်းလာသေးတယ်ထက်ဆင့်ပြန်ပြီးတော့မှနှင်းနာမှုတွေဖြစ်နေအဲ့တော့နောက်ဆိုရင်ဆောင်ရန်ရှောင်ရန်လေးတွေတိရအောင်လို့မလို့တိလို့ကျွန်းလုံးလိုက်တာလားဆိုတော့တိလို့မဟုတ်ဒေါသအလျောက်ပေါ့စိတ်ဆိုးတာပေါ့နော်ဆိုတော့စိတ်ဆိုးတာပေါ့ကျမကတော့တကူအားပေးတာလည်းမဟုတ်ဘူးဆိုင်ရှင်ကိုမှန်နေမှားတယ်လို့သုံးသပ်တာလည်းမဟုတ်ဘူးကျမတို့တွေနောက်တစ်ခါဒီလိုဖြစ်ဆင့်ဖြစ်ရမျိုးတွေမိမိကိုယ်တိုင်ကြုံတွေ့လာခဲ့လို့ရှိရင်ဆောင်ရန်ရှောင်ရန်နဲ့ညီတို့ ို့ညီပုံလုံးရမယ်ဆိုတာကိုစဉ်းစားနိုင်အောင်လို့ရှင်းပြခြင်းဖြစ်တယ်เนาะဒါလေးကိုအဲ့တော့ကျွန်တော်တို့တွေကဒီလိုမျိုးကိုခိုးတယ်ဖွက်တယ်မိတယ်အဲကပိုက်လိုက်တယ်မိတယ်အဲစသဖြင့်မဒီလိုမျိုးတွေဖြစ်တယ်ဆိုလို့ရှိရင်နံပါတ်1တက်ဆိုင်ရအောင်အမြန်ဆုံးဆက်သွယ်ပြီးတော့မှတက်ဆိုင်ရလက်ကိုအပ်ပြီးတော့မှ သူရဲ့ပြည်မှုပြည်တိုင်းကပဲတက်ဆိုင်ရာကစီမံပိုင်ခွင့်ကိုအမင်းမှာမဟုတ်လို့ကိုကိုတိုင်းစီမံလိုက်တယ်ဆိုလို့ရှိရင်ဒီလိုမျိုးဥပဒေပုံမှန်တွေနဲ့ညီစောနိုင်တယ်ဆိုတာလေးကိုတယောက်ချင်းစီသိဖို့လိုတယ်နော်ဒါလေးလေအဲ့တော့ဘာဖြစ်လို့ကျွန်မပြောပြရလဲဆိုလို့ရှိရင်ဒီလိုမျိုးမတိလိုက်လို့ဒီလိုမျိုးကျွန်းလုံနေတာပေါ့အဲ့တော့နောက်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 ကိုကဒီလိုမျိုးကိုစီမံမြန်ဖြစ်လာခဲ့ပြီရှိတော့ကိုကမတိလိုက်လို့ကျွန်းလုံသူမဖြစ်သွားအောင်လို့သူ့အလွန်ကိုအမားမဖြစ်အောင်လို့ကျွန်မကဒါလေးကိုပြောပြခြင်းဖြစ်ပါတယ်ဆရာလို့ဒါလည်းမဟုတ်ပါဘူးနော်ကျေးဇူးများကြီးတမရင် လိုင်းတာယာမှာပစ္စည်းခိုးတယ်လို့ဆွဆွဲခံရပြီးတက်တိုင်မှာကျိုးနဲ့ချီခံခဲ့ရသူအမျိုးသမီးနဲ့ကလေးကိုကုညီရဲ့ဖွဲ့တွေရှာဖွေနေရန်ကုန်တိုင်းလှိုင်းရတာမြို့နယ်တဲကအထဲဆိုင်တစ်ခုကနေပစ္စည်းခိုးယူတယ်လို့ဆွဆွဲခံရပြီးတက်တိုင်မှာကျိုးနဲ့ချီခံခဲ့ရတဲ့အမျိုးသမီးနဲ့ကလေးကိုအကူအညီပေးဖို့လူမှုကူညီကယ်ဆယ်ရေးအဖွဲ့တွေကရှာဖွေနေတယ်လို့သိရပါတယ်ကလေးငယ်တဦးနဲ့အမျိုးသမီးတဦးကျိုးချီခံရတဲ့ဖြစ်စဉ်ဟာလှိုင်းတာယာမြို့နယ်ဘူချုံလမ်းပေါ်မှာဖြစ်ခဲ့တာလို့ကလေးကိုရှာဖွေနေတဲ့အဖွဲ့တွေကပြောပါတယ် ပစ္စည်းခိုးတယ်လို့ဆွဆွဲတဲ့ဆိုင်ရှင်ဆိုသူအမျိုးသမီးတဦးကဆွဆွဲခံရတဲ့တကြီးပိုင်းမျိုးသမီးကိုရောသူနဲ့အတူပါလာတဲ့အသက်၃နှစ်ဝန်းကျင်ခန့်ကလေးကိုပါတက်တိုင်မှာတွဲချီဖို့ပြောတဲ့ရုပ်တံတစ်ခုထက်ကမှတက်လာပြီးမှ အခုဖြစ်ရက်ကိုလူမှုကွန်ရက်ပေါ်မှာလူပြောများလာတာပါ ဆွဆွဲခံရတဲ့အမျိုးသမီးအပြင်အတူပါတဲ့ကလေးကိုပါချိုးတုပ်တယ်လို့ယူဆရတဲ့ရုပ်တံပါမြင်ကွင်းကြောင့်ကလေးတငယ်အပေါ်ပြုမှုတဲ့လုံရက်ကိုလူမှုကွန်ရက်ပေါ်မှာဝေဖန်နေကြတာဖြစ်ပါတယ်ဒီဖြစ်ရက်ဟာဘယ်တော့မှဖြစ်ခဲ့လဲဆိုတာမသိရပေမဲ့ကလေးတငယ်ကူညီဆောင်ရှောက်ရေးလုပ်နေတဲ့တရုတ်ဆောင်ခိုင်နင်းဝေကကလေးကိုဥပဒေအရအကူအညီပေးဖို့သွားမယ်လို့သူ့ရဲ့လူမှုကွန်ရက်မှာပြောလာတယ်လို့နေခန့်လူမှုကူညီသမားတွေကလည်းကလေးနဲ့အမျိုးသမီးကိုဒီမနက်လိုက်လံရှာဖွေနေကြပါတယ် ကလေးကိုရှာဖွေနေသူတဦးကတခိုးအားပေးတာမဟုတ်ဘူးကျူးလွန်လာမှန်ရင်သူ့ပါတာရှင်းရမယ်ကလေးကိုတနာလို့ကူနိုင်ဖို့လိုက်ရှာတာလို့ BBC ကိုပြောပါတယ်။ကုညီရေးအဖွဲ့တွေဟာရုတ်တန်နဲ့ပါတဲ့မျိုးသမီးနဲ့ကလေးကိုလက်ရှိမှာလှိုင်းသားရမျိုးနယ်တဲကရက်ွက်၃ခုထပ်မင်းမှာရှာဖွေခဲ့ပြီးပြီလို့လည်းသူကပြောပါတယ်။ နောက်ထပ်ရှာဖွေပေးနေသူတဦးကလည်းဗီဒီယိုထဲမှာပါတဲ့အထက်ဆိုင်ပိုင်ရှင်အမျိုးသမီးဆိုသူကိုစစ်ဆေးမေးမြန်းဖို့ရဲစခန်းကခေါ်သွားတယ်လို့သိရကြောင်းအဲ့ဒီဆိုင်ရဲ့ပတ်ဝန်းကျင်နေထိုင်သူတချို့ကိုမေးမြန်းချက်အရသိရတယ်လို့ပြောတယ်